မရဲ့ချမ်းသာကြွားမှုကိုရွှေတပိတ်သာတန်ရွှေကောင်ဝင်ကြီးနဲ့ကြွားပြခဲ့လို့လူပြောများနေပြန်တဲ့ဖွဖွေ။တမိုင်းချမ်းသာကြွားမှုတွေကိုရွှေတပိတ်သာတန်အင်ဂျင်နဲ့ဖော်ပြခဲ့တာကတော့ဒေဥဆောင်မင်းသမီးလေးဖွဖွေပါ။ဖွဖွေကအစောပိုင်းမှာတော့နုပညာလောကကနေ၅နှစ်လောက်အနားယူနေခဲ့တာဖြစ်ပါရင်ခုတစ်ခါမှတော့ဖွဖွေကနုပညာလောက်တွေကိုပြန်လည်လုပ်ကင်နေပါပြီ။ဒီလိုလုပ်ကင်တဲ့နေရာမှာလည်းဖွဖွေဟာပေါ်ပေါ်ပဲပဲငွေရရင်ပြီးရောဆိုတဲ့ကြောင်ကြမျိုးတွေရိုက်ကူးတာမဟုတ်ဘဲတကင်းကိုထိတ်တန်းကြောင်ကြမျိုးတွေကိုပဲရိုက်ကူးနေရပါ။ ဒါကလည်းဖွဲ့ဝဲကကိုချိန်မှာငွေတွေတော်တော်လေးကိုချမ်းသာကြွားရတဲ့ဘဝကိုပိုင်ဆိုင်ထားနိုင်လာကြောင်းဖြစ်ပါရင်ဖွဲ့ဝဲကခုဆိုရင်စီးပွားရေးလောကမှာဘယင်မတစုဖြစ်နေရပါဒီမတိုင်ခင်ကလည်းဖွဲ့ဝဲဟာမြန်မာနိုင်ငံအအောင်မြင်ဆုံးနဲ့ဒိဋ္ဌိကျင်းမင်းသမီးလက်ဖြစ်ပြီးတော့အကယ်မီစုကြီးတွေကိုလည်းအသက်ရွယ်နေမလားတိမ့်ပိုင်ထားနိုင်လို့တို့ပါခုဆိုရင်ဖွဲ့ဝဲဟာတမိုင်းရဲ့ကျင်းဝချမ်းသာမှုတွေကိုရွှေသားဝတ်စုံနဲ့ချပြလိုက်တာ ဖြစ်ပါရင်ဖွဲ့ဝဲဝတ်စင်ထားတဲ့ရွှေပြည့်ဝတ်စင်ထားတဲ့ဝတ်စုံကြီးကို အများပြည်သူတွေကတော့အံ့ဩမင်းတက်နေတာပါပူဝဲဝစ်စင်ထားတဲ့ဝိဆိုင်ရွှေဆိုင်ကြီးမှာပိုင်းယူထားတာကတော့ရွှေဝစ်စုံကြီးမှာဆင်းပြန်းထားတဲ့ရွှေတွေဟာအားလုံးစုစုပေါင်းကြက်ချင်းတရာပိတ်တာအလေးချိန်ရှိဟာရွှေရောင်တွေဖိဖိတောင်းလင်းလက်နေရပါဒီရွှေဝစ်စုံကြီးကိုဝစ်စင်ထားတဲ့ပူဝဲကတော့ကြက်တင်ရှိစွာမဟာဆန်ဆန်အလှကြီးနဲ့လှနေကြတာဟာအားကြစရာကြီးမဟုတ်လို့လည်းရေးတဲ့နေစားတွေမှာလုပြောများနေရပါတချို့တွေကတော့ဖိုးဖွင့်ဟာရွှေသားဆက်ဆက်ဝတ်ပေမဲ့မျက်နှာကိုခွဲစိတ်ပြုတ်ပြင်ပြီးမှတော့အရင်ကလောက်မလှတော့ဘူးလို့ပြောလာတာပါ ီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြရင်ပရိသတ်တွေကရောရွှေစစ်တွေအပြည့်စင်ထားတဲ့ဖွဲ့ဖွဲ့ပေါ်မှာမိမိတို့အမြင်လေးလည်းမျှဝေပေးသွားကြပါဦးနော်။